အားလုံးပဲမင်္ဂလာပါသူရဘလော့ကနေကျေးဇူးလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်2018ခုနှစ်လောက်ကမှတ်ခဲ့တဲ့အိမ်မက်လေးကိုအခု2025မှာအကောင့်တွေပေါ်နိုင်ခဲ့ပါတယ်။ကြာထဲမှာ9နှစ်လောက်ဟာသွားပြီပေါ့နော်။အဲအဲ့အိမ်မက်လေးကဘာလဲဆိုရင်တော့ ကျွန်တော်မြန်မာနိုင်ငံမြောက်ဖျားဘက်မှာရှိတဲ့နှင်းနေကြရကျွန်တော်ပန်ဝါစီကိုကျွန်တော် သွားခြင်းနေပေါ့နော်သွားခြင်းနေအိမ်မက်လေးရှိခဲ့တယ်ဒါပေမဲ့အဲ့အိမ်မက်လေးမှာကြားထဲမှာအကြောင်းမျိုးမျိုးကြီးအကြောင်းကျွန်တော်ဝေးကွာခဲ့တယ်ဒါပေမဲ့ကျွန်တော်တကယ်လည်းရောက်လဲရောက်သွားရောကျွန်တော်မြန်မာနိုင်ငံမှာမဟုတ်ပါဘူးကျွန်တော်တကယ်လည်းရောက်သွားတဲ့အချိန်မှာကျွန်တော်တူရကီနိုင်ငံကပဒိုချာမှာရှိတဲ့နှင်းတောင်ပေါ့နော်အဲ့ဒီကိုရောက်သွားပါ thank you ဒီမှာဘာလို့လို့ရလဲဆိုရင်ကျွန်တော်တို့နှင်းစကိတ်စီးလို့ရမယ်ဒီမှာနှင်းစကိတ်စီးလို့ရမယ်နောက်ပြီးတော့ကေဗယ်စီးလို့ရမယ် ကျွန်တော်ဒီဘော်ရောက်နေတဲ့အချိန်မှာတော့ရန်ကြီးနေဘက်ဆိုမအေးဘူးဗျာအဲဒါပေမဲ့ရာသီဥတုကရန်ကောင်းပါတယ်နေတာတယ်ဒီနေ့နေတာတယ်အခုမြင်တွေ့နေရတော့နင်းလျှောစီးဖို့လာနေတဲ့လူတွေပဲဖြစ်ပါတယ်ဒီလိုမျိုး ISD ရှိရင်လည်းအမတ်တရတပ်ပုံတွေလက်လာပါပါရိုက်ကူးလို့ရပါတယ် ဒီမှာတော့ cable စီးရနေဖြစ်ပါတယ်ဒါတောင်ပေါ်ကနေတောင်ကိုဆင်းတာဖြစ်ပါတယ်ဒါတော့ off ပေါ့နော်ဒီအပေါ်ကနေပြီးတော့ဒီပေါ်ကနေပြီးတော့ဆင်းလာပြီဆိုရင်ခုနကျွန်တော်တို့ဒီကနေလိုဆင်းလာတယ်အဲဆိုရင်ဒီအောက်မှာရောက်မှာရက်မယ်လက်မှတ်ကတော့ကျွန်တော်တို့ဒီမှာဝယ်ရပါတော့နော်စီးတဲ့ကတ်လေးဝယ်ရမယ်ဒီမှာဝယ်ရမယ်